ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံသို့အလုံသဘောခရီးရောက်ရှိနေတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုက်သည်စက်တင်ဘာလ25ရက်နေ့ညပိုင်းမှာမော်စကိုမြို့ကရင်လင်နန်းတော်၌ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတဗလာဒီမာဗလာဒီမီရိုဗစ်ပူတင်နှင့်တွေ့ဆုံဆွေးနွေးပါသည် ရှေးဦးစွာနိုင်ငံတော်ယာယီတမတော်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌအားရုရှားဖက်ဒရေးရှင်းနိုင်ငံတမတော်ကရင်းရင်းနှီးနှီးကြိုးစိုးနှုတ်ဆက်ပြီးတွေ့ဆုံဆွေးနွေးပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့နိုင်ငံတော်ယာယီတမတော်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွင်ရေးမှူးတွဲဘက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦး ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးညံတုံဦးကိုကိုလွင်ဒေါက်တာမြို့သိန်းကျော်ဒေါက်တာတက်ခိုင်ဝင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတပ်အမတ်ကြီးဦးသစ်လင်းအောင်နဲ့တာဝန်ရှိသူတို့တက်ရောက်ကြပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနဲ့အတူသမ္မတအုပ်ချုပ်မှုယုံဒုတိယအကြီးအကဲရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏လက်ထောက်အရာရှိ န်နာရေးစွမ်းအင်ဝင်ကြီးဌာနတို့မှဝင်ကြီးများတာဝန်ရှိသူများနဲ့အစိုးရအဖွဲ့အကြီးအကဲများတက်ရောက်ကြပါသည် အခုလိုတွေ့ဆုံရမှာ Russia Federation နိုင်ငံသမ္မတ Vladimir Vladimirovich Putin ကနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအားလုံးကိုလှိုက်လဲစွာကြိုဆိုပါကြောင်းမိမိတို့နှစ်နိုင်ငံအတန်တမန်ဆက်ဆံရေးဟာနှစ်ပေါင်း80ကျော်ရှိပြီဖြစ်ပြီးအဆွေတော်ရုရှားနိုင်ငံသို့ရောက်ရှိခဲ့ချိန်မှာနှစ်နိုင်ငံကြားသဘောတူညီချက်များစွာကိုလည်းရေထိုးနိုင်ခဲ့ပြီဖြစ်ကြောင်းအခုလိုနှစ်နိုင်ငံအစိုးရနှစ်ရက်အကြာရရှိထားတဲ့သဘောတူညီချက်များကိုဇာတ်လမ်းအကောင့်တွေပေါ်ဆောင်ရွက် သွားနိုင်ရေးအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါကြောင်းဖြင့်ပြောကြားပါရယ်။ အဲဒီနောက်နိုင်ငံတော်ယာယီတမတာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်သားယာယီကော်မရှင်ဥက္ကဋ္ဌကလုပ်ငန်းတာဝန်များမအားလက်တဲ့ကြားမှာအဆွေတော်နဲ့အခုလိုထပ်မံတွေ့ဆုံခွင့်ရရှိတဲ့အတွက်အထူးပင်ဝမ်းမြောက်မိပါကြောင်းမြန်မာရုရှားနှစ်နိုင်ငံတန်တမန်ဆက်ဆံရေးဟာနှစ်ပေါင်း80ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးနှစ်နိုင်ငံတက်မတော်နှစ်ရက်ကြာဆက်ဘက်တန်တမန်ဆက်ဆံရေးဟာလည်းခိုင်မြဲတဲ့ချစ်ကြည်ရင်းနှီးမှုဖြင့်ပူးပေါင်းဆောင်ရွက်မှုများကိုအတူတကွာလက်တွဲဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတိုင်းဟာ၎င်းတို့ရဲ့အကျုပ်ချာအာဏာနဲ့နိုင်ငံသူနိုင်ငံသားများရဲ့အကျိုးစီးပွားအပေါ်လုံခြုံရေးအရာ ထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိတာကိုမိမိအနေနဲ့လက်ခံထားပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိရန်အတွက်ရုရှားနိုင်ငံရဲ့ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်းမိမိအနေဖြင့်ကြိုဆိုပါကြောင်းမကြာမီကာလအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်ပြီးကျင်းပပြီးစီးပါကဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပချိန်မှာနိုင်ငံတကာမှလေးလာရေးအဖွဲ့များကိုလည်းဖိတ်ခေါ်သွားမှာဖြစ်ကြောင်း အနာဂတ်ကာလများမှာလည်းမိမိတို့နှစ်နိုင်ငံနဲ့ပြည်သူများရဲ့ဘုံအကျိုးစီးပွားများအတွက်နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကိုဇက်လက်အကောင့်တွေဖို့ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြင့်ပြောကြားပါတယ်။အဲ့ဒီနောက်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍ ၊ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊လျှက်စင်ဆွဲအင်ကဏ္ဍ၊ကျန်းမာရေးနှင့်စေဝါထုတ်လုပ်ရေးကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍ၊ပညာသင်ကြားရေးကဏ္ဍ၊ကာကွယ်ရေးဆိုင်ရာဘူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးကဏ္ဍနှင့်အခြားကဏ္ဍပေါင်းစုံမှဘူပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်ရှင်။